မကြခင်လူပြန်ဝင်စားကလူဘွားတွေကိုပြန်ဝင်လာမယ်လို့သတင်းထွက်နေတဲ့တရုတ်ဆောင်ထူလွန်ခဲ့တဲ့လအတွင်းမှာရင်မတော်ဆမှုနဲ့စုံပေါင်းကွယ်လွန်သွားတဲ့တရုတ်ဆောင်ထူဟာလူတော်ကကြီးတွေကိုပြန်ဝင်ရောက်လာမယ်လို့တိတိကျကျဟောကိန်းထုတ်လိုက်တာကရန်ကုန်မြို့ကဘေးဒင်းဆီယာမလေးဖြစ်ပါတယ်အဆိုပါဆီယာမလေးဟာလွန်ခဲ့တဲ့၃လလောက်ကရင်မတော်တဆမှုနဲ့စုံပေါင်းသွားခဲ့ရတဲ့ MRW4 တရုတ်ဆောင်ထူဟာလက်ရှိချိန်မှာပြုလုပ်ပေးကြတဲ့ကုသိုလ်ကောင်းမှုတွေကိုလက်ခံရရှိပြီးရောက်ကြောင်းလေးဖြစ်နေပြန်ဝင်စားတော့မှာဖြစ်ကြောင်းကွက်တီဟောပြောခဲ့တာဖြစ်ပါတယ် ယ်။တရုတ်ဆောင်အထူးအားအနုပညာလောကမှာနောက်ခံအတိုင်းဝိုင်းမတောင့်တင်မပြည့်စုံမဲမိခင်ကြီးကိုလှုပ်ကျွေးနေတဲ့သားလိမ္မာလေးဖြစ်ပြီးရုတ်တရက်ဆုံးမကွယ်လွန်သွားတာဖြစ်ပါရယ်။အခုလိုတရုတ်ဆောင်အထူးအားလူလောကကြီးတွေကငငယ်ရွယ်နဲ့ထွက်သွားတဲ့အပေါ်မှာအားလုံးကတနာကုနာတက်ခဲ့ကြရပါရယ်။အခုဆိုရင်တော့တရုတ်ဆောင်အထူးကွယ်လွန်သွားတာ၃လလောက်ရှိနေပြီဖြစ်ပေမယ့်ပြည်သက်တွေကတော့မမေ့နိုင်သေးပါဘူး။ဒါကြောင့်လေချို့သောပြည်သက်တွေအား တိယဆောင်သူကဘေဘုံဘဝရောက်နေတယ်လေဆိုတာသိကျင်နေကြပါရင်ရန်ကုန်မြို့ကနေမြေကြီးပရင်းဆရာမတယောက်ကတော့သူ့ဟာမကြခင်လူလောကတွေပြောင်းဝင်လာတော့မယ်လို့ဆိုပါရင်